ICC ကဖန်ထားတဲ့တမတာဟောင်းရဲ့အခြေအနေကဝရမ်းအထုတ်ခံထားရတဲ့အခြားနိုင်ငံခေါင်းဆောင်များကိုပါချိန်ချောက်လာနေပါတယ်။ဖိလစ်ပိုင်တမတာဟောင်းဒူတာတီဟာမလမာနိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး ICC ကဖန်စည်းလိုက်ခြင်းကြောင့်နိုင်ငံတကာတရားစီရင်ရေးမှာလှုပ်လှုပ်ရှားရှားဖြစ်ပေါ်စေခဲ့ပါတယ်။လူအသက်များစွာသေဆေးခဲ့တဲ့မူရစ်စင်ဝါတိုက်ဖြတ်ရေးဆောင်ရွက်မှုများအတွက် အသက်80အရွယ်ဒူတာတီဟာလျှို့ဝှက်ဖန်ဝရန်ဖြင့်ထိမ့်သိမ်းခံခဲ့ရပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ဆွဲချက်တင်ခံရရန်ဒီဟိမျိုးကိုပြောင်းရွှေ့ခံခဲ့ရပါတယ်ဒူတာတီရဲ့မူရစ်စည်းဝါးတိုက်ပြတ်ရေးဆောင်ရွက်ချက်ကြောင့်တရဝင်းစီရင်စင်းရအရာလူပေါင်း6000ကျော်တည်ဆုံခဲ့ပြီးအမှန်တကယ်တည်ဆုံသူဦးရေမှာ ထိုထက်အများကြီးပိုများတယ်လို့လူအများကယုံကြည်ကြပါတယ် အာဖရိကနိုင်ငံများမှတမတဟောင်းအတော်များများအပါအဝင် တရားရုံးရှိသူခေါ်ဆောင်ခံရတဲ့အခြားအဆင့်ပုဂ္ဂိုလ်များရှိခဲ့တော်လေထိုအမှုများစွာထဲမှာတရားစွဲခံရတဲ့ခေါင်းဆောင်များဟာတရားရုံးသို့ဆင့်ကောခံရခြင်းသို့မဟုတ်ဝရန်ကိုလူသည့်ရှင်ရှားထုတ်ပြန်ပြီးတဲ့နောက်ဖမ်းဆီးခံရခြင်းဖြစ်ပါလေသို့တော်လည်းဒူတာတီးရဲ့အမှုကတော့တိတိတသာကွဲပြားခြားနားခဲ့ပါလေသူအတွက် ဖန်ဝရန်ကိုလျှို့ဝှက်စွာထုတ်ပြန်ခဲ့ပြီးနိုင်ီအနေငယ်အတွင်ဒူတာတီးကိုလင်းမြန်စွာဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ ICC မှာဒီလိုမျိုးကိုပထမဆုံးအကြိမ်မြင်ရတာပဲလို့ဝါရှင်တန်တက္ကသိုလ်ဥပဒေကြောင်းကနိုင်ငံတကာရာဇဝတ်မှုဆိုင်ရာဥပဒေပမောက်ခနဲ့ ICC ရှိနေရဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆိုင်ရာအတူအကြံပေးဟောင်းလေလာစတက်ကပြောခဲ့ပါတယ်။အလားတူအမှုများကိုအခြားနိုင်ငံတကာခုံရုံးများမှလည်းတွေ့မြင်ရနိုင်ကြောင်း၎င်းကထပ်လောင်းပြောဆိုသွားပါသည်။ ဒူတာရီဖန်စီခံရမှုကရုရှားသမ္မတဗလာဒီမာပူတင်နဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတာယာဟုတို့အပါအဝင် ICC တရားရုံးကလိုအပ်နေတဲ့အခြားနိုင်ငံခေါင်းဆောင်များအတွက်စိုးရင်စရာစောင့်ကြည့်ရမယ့်အခြေအနေဖြစ်လာနေပါတယ်။ရုရှားသမ္မတပူတင်ကအာဏာရှိနေစဉ်ဖန်စီခံရရန်မဖြစ်နိုင်တော့လေ ICC ရဲ့ဖန်ဝရန်က၎င်းရဲ့နိုင်ငံတကာခရီးသွားလာမှုကိုကန့်သက်ထားပါတယ်။ ဂါဇာမှာရှိတဲ့အစ္စရေးရဲ့စစ်ပွဲနယ်ပတ်သက်ပြီး ICC ရဲ့စွဲချက်တင်ချင်းခံထားရတဲ့နေတန်ယာဟုဟာမကြသေးမီကဟန်ဂရီနိုင်ငံသို့သွားရောက်ခဲ့ပြီး ICC အဖွဲ့ဝင်ဖြစ်တော်လေဟန်ဂရီအစိုးရက၎င်းကိုဖမ်းဆီးရန်ညှဉ်းဆန်းကာတရားရုံးကနေနှုတ်ထွက်ဖို့အစီအစဉ်ကိုကြေညာခဲ့ပါတယ်။သဆိုင်ရာကမ္ဘာနိုင်ငံများရဲ့တုံ့ပြန်မှုမှာနှစ်ပတ်စံနှုန်းများရှိနေကြောင်းဝေဖန်သူများဟာထောက်ပြပါဗျာ။ ပူတင်အပေါ် ICC ရဲ့ဘဏ်ဝရမ်းကိုအနောက်နိုင်ငံများကထောက်ခံတော်လဲနေတန်ယာဟုအပေါ်ဘဏ်ဝရမ်းကိုရှုတ်ချခြင်းနဲ့တိတိတသာကွဲပြားနေပါတယ်။တစ်ချိန်တည်းမှာပဲအစ္စရေးကရုရှားနဲ့အမေရိကန်ကဲ့သို့ပင် ICC ရဲ့တရားစီရင်ပိုင်ခွင့်ကိုအတိအမှန်မပြုပါဘူး။ဖလပိုင်ရဲ့နိုင်ငံရေးအပြောင်းအလဲများကဒူတာတေးဖန်စီခံရခြင်းအပေါ်မှာလွှမ်းပိုးထားပါတယ်။ဖလပိုင်နိုင်ငံရေးဟာမဟာမိတ်များပြိုကွဲပြီးတဲ့နောက်ဒူတာတေးဖန်စီခံခဲ့ရတာဖြစ်ပါတယ်။ ပြည်တွင်းအုံကြွမှုအပေါ်မူတည်ပြီးလှုပ်ဆောင်ရတဲ့ ICC ရဲ့ရခင်လှုပ်ဆောင်ချက်တွေနဲ့အတော်လေးကိုဆင်တူပါတယ်။ ICC တီထောင်ခြင်းကစပြီးပြစ်ဒဏ်ချမှတ်မှု17ခုသာရှိတာကြောင့်၎င်းရဲ့အကန့်အသတ်ရှိတဲ့လက်လန်းမှီနိုင်မှုအတွက် ICC အနေနဲ့ဝေဖန်မှုများနဲ့ရင်ဆိုင်နေကြရပါတယ်။ထို့တော်လည်းဒူတာတီရဲ့အမှုကအပြောင်းအလဲတရက်ကိုညွန်ပြနေပါတယ်။အင်အားအကြီးဆုံးသူများပင် ICC တရားရုံးရဲ့ဖမ်းဆီးခြင်းခံရခြင်းကလွတ်ကင်းနိုင်ခြင်းမရှိတဲ့ကာလတခုသို့ရောက်လာပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။ စစ်ကောင်စီရုံးဆက်ရနေပြည်တော်ရဲ့အစီအကားဆုံးဈေးလို့တမုတ်ခဲကြတဲ့နေပြည်တော်ပြည်မနာဈေးမှာအဆောက်အုံအများစုကငလင်ကြောင့်အလဲလဲအပြူပြူဖြစ်နေလို့မြို့ပြကြီးနဲ့တူနေပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်းအုတ်ကျိုးအုတ်ပဲ့များအပုတ်နတ်များကဖုံးလွှမ်းနေပါတယ်။ငလင်ထံအပြည့်ထိုးနေရမှာကဲတူမဲ့တေဆုံးသူအများအပြားရှိကြရာရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့အိမ်ပြိုအိမ်ပြက်များအဆောက်အုံပြက်များကတစုံတစ်ခုကိုမကြည်မနက်ပြောပြလိုဟန်ရှိနေပါတယ်။ ငလင်ဘေးကအသက်ရှင်ကြံ့ရစ်သူများဟာလေအနံဇိုးတို့ကိုများစွာဂယုမဆိုင်နိုင်အားပဲစားရေးတောက်ရေးအတွက်သောကမျက်နာကိုစီနဲ့ဟိုဟိုဒီဒီသွာလာနေကြတာကိုလည်းတွေ့ရပါတယ်။အချို့ကတော့အပြည့်အစည်းများကြားတဲ့ကောင်းတို့ရာရာကြံ့ရှိမယ်လို့ထင်ရတဲ့ပစ္စည်းတွေကိုကားတွေနဲ့ကိုတူကိုထတည်ယူနေကြပါတယ်။အချို့ကတော့အစားအသောက်အသွုံအဆောင်များဝယ်ယူနေကြသလိုအချို့ကလည်းပလတ်စတစ်ဘူးကုန်အလွတ်တွေကိုစီနဲ့အေဘီလနွေပူပူအောက်မှာတောက်စရာကြီးရှားဝယ်နေကြရပါတယ် လူဦးရေ3,800ကျော်နေထိုင်တဲ့နေပြည်တော်မတီဆောက်ခင်ကတည်ရှိခဲ့တဲ့ပြည်မနာမြို့နယ်မှာနှစ်ပေါင်းရာနဲ့ချီကြာမြင့်နေအိမ်အိုအိမ်ဟောင်းအများစုဟာငလင်တန်းကြောင့်ပြိုကျပျက်စီးခဲ့ရပါတယ်။နိုင်ငံအလဲပိုင်းစကိုင်းမန္တလေးနေပြည်တော်များမှာ စေယုံစေကံတာတနိကအဆောက်အဦးနဲ့လူနေအိမ်ပေါင်းများစွာကိုလည်းပြားပြားဝတ်သွားစေခဲ့ပြီးထောင်နဲ့ချီတဲ့လူသေးဆုံးမှုကိုဖြစ်ပေါ်စေသည့်တိုင်စစ်ကောင်စီကကုညီကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးလုပ်မယ်အစား၎င်းတို့ရဲ့စေအုပ်ချုပ်ရေးရန်တရာ ပြန်လည်လဲပတ်နိုင်ရေးကိုသာအာရုံစိုက်နေတယ်လို့ပြည်မနာမျိုးကံများကဆိုပါတယ်။ငလင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့အဆောက်အဦးနေအိမ်ဖျားပထိုးဇေဒီများစရင်ငလင်တန်းကြောင့်2009နဲ့နောက်ပိုင်းဆောက်လုပ်ခဲ့တဲ့နေပြည်တော်ကစစ်ကောင်စီရန်ရာအတွင်းကဝန်ကြီးဌာနမြား ထိခိုက်ပျက်စီးမှုရှိခဲ့ပြီးရိုင်နဲ့အက်ခွဲနေတဲ့တိုက်ခန်းများယာနဲ့ချီရှိနေပါတယ်။လွှတ်တော်အစအဦးအများအပါအဝင်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားကိုမောင်းနှင်ပေးတဲ့နိုင်ငံရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနပြန်ကြားရေးဝန်ကြီးဌာနစက်မှုဝန်ကြီးဌာနစွမ်းအင်ဝန်ကြီးဌာနလောက်သမားဝန်ကြီးဌာနအစရှိတဲ့ဝန်ကြီးဌာနရဲ့အစအဦးအသီးသီးဟာလည်းပျက်စီးနေပါတယ်။ ဒါအပြင်စိုက်ဘာဌာနစီယုံကျုံပြည်ထရေးမြမမီတာပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ဗဟိုဘဏ်အစအဦးများဟာလည်းထိခိုက်ပျက်စီးမှုတွေရှိနေတဲ့ကြောင့်စစ်တပ်ကထုတ်ပြန်တဲ့စီရင်စရာတွေအရာဆိုးရွားတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်။ဝန်ထမ်းများနေထိုင်တဲ့ခရီးအိမ်ယာဂန်းကောအိမ်ယာဘူးခွဲအိမ်ယာပတောက်အိမ်ယာဝဏ္ဏသိတိအိမ်ယာအများပြားကလည်းပျက်စီးနေခဲ့ပါတယ်။ဝဏ္ဏအိမ်ယာများပျက်စီးပြီးဝဏ္ဏအချို့တေဆုံးသည့်တိုင်စစ်ကောင်စီကဌာနဆိုင်ရာဝန်ထမ်းတွေကိုပီအာပေးရုံးတက်ခိုင်းနေကြောင်း စစ်ကောင်စီအစိုးရအဖွဲ့ရုံဝန်ကြီးဌာနကာကွယ်ဝန်ကြီးဌာနပြည်ထောင်ဝန်ကြီးဌာနတို့ကဝန်ထမ်းများလည်း PRPB ရုံပြန်တက်ခိုင်းခံရတယ်လို့သိရပါတယ်။ကာကွယ်ရေးနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကဝန်ထမ်းများကွင်းပြင်ထဲမှာယာယီတဲများထိုးပြီးတရက်ချားစီ ရုံတက်ရကြောင်းလေကာကွယ်ဝန်ကြီးဌာနကဝန်ထမ်းတို့ကဆိုပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကအသက်40ကျော်အရွယ်ဝန်ထမ်းအမျိုးသမီးတူက၎င်းတို့ထိုးထိုးသွားရောက်စုဝေးရသည်မှာတန်ရှင်းရေးလုပ်ငန်းအတွက်ဖြစ်တယ်လို့သာသိရပါတယ်။ အင်ဒါတက်လူပါကရိုင်နဲ့ပြိုလဲတော့မဲ့အင်ယာများမှာရှိတဲ့အင်ဒါများကိုအာကိုအာထာပြုနေရကြောင်းလဲ၎င်းဝန်ထမ်းကဆိုပါတယ်ဝန်ထမ်းများအတွက်ဘောလုံးကွင်းထဲမှာပြိပအကူအညီနဲ့ယာယီတဲများစောက်ပေးထားဖို့မရှိမဖြစ်လိုအပ်တဲ့မိနဲ့ရေရရှိရန်မိတို့စီမံထားတာကိုတော့ဘယ်သူမှရှင်းရှင်းလင်းလင်းမသိရပါဘူးအနေအများဝန်ထမ်းအင်ယာများအဆောက်အဦများပြိုကျပြက်စီးနေလို့ပြောင်းရွှေ့နေထိုင်မှုများများပြားလာနေပါတယ် ရိုင်လဲပြိုကျမသွားတဲ့အစအဦးမှာနိုင်ရန်အကြောင်းထင်မှာကဆက်လက်နေထိုင်ခြင်းမပြုဘဲပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ဒီလိုနဲ့တက္ကိနသီရိဥဒရသီရိမြို့နယ်တို့မှာရှိတဲ့လာစဉ်အိမ်ငါက6သိန်းနဲ့10သိန်းကြားလုံချင်းအိမ်တစ်လုံးမှာ7သိန်းကနေ15သိန်းအထိဖြစ်လာကြောင်းပြင်းမနာနဲ့ဇဘူသီရိမြို့နယ်တို့မှာအခမဲ့လိုက်လံကူညီပေးနေတဲ့အိမ်ချမ်းမြေလုပ်ငန်းလုပ်ကိုင်နေသူတူကပြောဆိုလာပါတယ်။ပတ်စံရှိတဲ့လူတွေက၄သိန်းတန်တဲ့အိမ်ကို9သိန်းပြီးတော့ဈေးွက်တွေပြက်ကွနာပေါ့ ငားကျင်တဲ့သူကလည်းအယမ်းများတော့အိမ်ကမလောက်ဘူးအဲ့လိုတွေဖြစ်ကုန်တာလို့ဆိုပါတယ်။နိုင်ငံတကာမှကယ်ဆယ်ရေးပညာရှင်များပရဟိတသမားများနဲ့မိသက်သမားတို့ကအဆအဦးပြိုကျထားတဲ့နေရာများမှာမြေတူးဆက်မြေကောဆက်များတုံးပြီးဥဆောင်ရှင်လင်းကယ်ဆယ်နေကြတာကိုတွေ့ရပါတယ်။မိသက်နဲ့ပရဟိတအဖွဲ့တွေကကယ်ဆယ်ရေးလုပ်ငန်းများညနေ9:00ခန်းအထိဆက်တိုက်ပြုလုပ်နေကြတာလည်းတွေ့ရပါတယ်။ ပျက်စီးအဆောက်အုံအရေးအတွက်ဟာဆက်ရန်နီယာအင်အားတက်အဆမတန်များပြားနေရငလင်တန်ခံခဲ့ရပြီးတပတ်နီးပါးကြတဲ့အထိရှင်းလင်းရှာပွေမှုများထိရောက်စွာမလုံနိုင်ခဲ့သေးပါဘူးအပြက်အစီးများအောက်မှာတော့အပုတ်နဲ့နေကဆက်တိုက်ကိုထွက်နေခဲ့ပါတယ်အပြည်ပြည်ဆိုင်ရာကနိုင်ငံတနိုင်ငံချင်းအလိုက်နိုင်ငံအဆင့်အပွဲအစီးများနိုင်ငံချင်းအလိုက်ကုညီကယ်ဆေးရေးအပွဲပေါင်းစုံများကုလသမဂ္ဂအပွဲအစီးများစသဖြင့်အပွဲအစီးပေါင်း94ပွဲဟာ မြမငလင်းတန်းတင့်ပြည်သူများအတွက်အကူအညီပေးနေတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။သို့တော်လည်းပြည်သူသားအမိပြည်သူသားအဖအားလို့တကြောကြောကြွေးကြော်အော်ဟစ်ခဲ့တဲ့စစ်ကောင်စီတပ်သားတွေကတော့အရေးအကြီးဆုံးအချိန်မှာပျောက်ချင်းမလားပျောက်ဆုံးနေတယ်လို့ပြည်မနာမြို့ကန်တွေကဆိုနေကြပါဗျ။